ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဧပြီလ27ရက်သတင်းလာနေ့အတွက်မိုးလဝတခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်မြင်းကလေးရင်တဲ့အနေနဲ့ဒီကနေ့ AB 27ရက်နေ့မြမစံတော်ချိန်မနက်3:48မိနစ်အချိန်ခန့်မှာပဲခူးတိုင်းတောင်ကုန်းမြို့အနီးအနက်10ကီလိုမီတာကိုဗဟုပ်ပြုပြီးအင်အား4.3ရတာစကေးစနဲ့အင်အားအသင်းတင်းရှိတဲ့မြင်းကလေးငယ်တစ်ခုထပ်မံလောက်ခတ်ခဲ့ပါတယ် ပြီးခဲ့တဲ့မလ28ရက်နေ့ကစကိုင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်မနေ့က AB 20ရက်နေ့အထိနောက်ဆက်တွဲမြင်းငလျင်လှုပ်ခတ်မှုအကြိမ်ရေ614ကြိမ်ရှိပြီလို့မောလဝတ္တပညာရှင်အဝင်းနိုင်ကအသိပေးထားပါတယ်။ဒါအပြင်မြင်းငလျင်ဘေးအနေနဲ့ဘသူမှအသေးကြောင့်ဂျိုဒင်ခံမန်းလို့ရနိုင်တဲ့ဘေးမဟုတ်တဲ့အတွက်မသေးကြတဲ့ဂျိုဒင်ခံမန်းချက်တွေကြောင့်အစိုးရမလွန်ကြဖို့နဲ့ညနေရှင်ပြီးအသည့်တတိနဲ့နေထိုင်ကြဖို့ဦးဝင်းနိုင်ကအသိပေးတိုက်တွန်းထားပါတယ်။ မောင်ရတော်မအနေနဲ့ဒီကနေ့ AB 21ရက်နေ့ကနေ28ရက်နေ့အထိကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းချင်းပြည်ကရနီကယားပြည်ကရင်ပြည်မွန်ပြည်နဲ့တရနာရီတိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပြီးမကွေတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမန္တလေးတိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်တို့မှာနေရာစစ်စစ်ကနေနေရာကျကျမိုးထချုံရွာနိုင်ပါတယ်ဒါအပြင် မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမွန်လွယ်ပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်ခြင်း၊မုတ်တိန်အောင်ကြီးများဖြစ်ပေါ်တဲ့ခြင်း၊နေရာကွက်၍မုန်းကြီးခြင်း၊မိုးသည်းများတွေ့ကြခြင်း၊လျက်စီးလက်ခြင်း၊လေဆနာမောင်းတိုက်ခတ်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးရန်နေရာတွေဖြစ်ပေါ်နိုင်လို့သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့မိုးလေဝသဌာနကအသိပေးချက်ထုတ်ပြန်ထားပါတယ်။ နေအပူချိန်တွေအနေနဲ့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာအပူချိန်34ဒီဂရီစင်တီဂရိတ်ကနေ38ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီးစကိုင်းတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းရှိမြို့နယ်အချို့တို့မှာအပူချိန်42ဒီဂရီစင်တီဂရိတ်ကနေ44ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နိုင်ပါတယ်။ဒီကနေ့ညနေအထိတနင်္လာရီတိုင်းကချင်ပြည်၊ကရင်ပြည်နယ်မွန်ပြည်တို့မှာနေရာအနှံ့အပြား၊စကိုင်းတိုင်းထပ်ပိုင်းနယ်ချင်းပြည်တို့မှာနေရာစိတ်စိတ် နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းရခိုင်ပြည်နယ်ရှမ်းပြည်တို့မှာနေရကြကြနဲ့ကြံပြည်နယ်နဲ့တိုင်းတို့မှာနေရကွက်ကြောင်းမုတ်ထချုံရွာနိုင်ပြီးရွာရဲရအောင်80ဖြစ်ပါတယ်။တနင်္လာရီတိုင်းကရင်ပြည်ချင်းပြည်နယ်မုံပြည်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမုတ်ထချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စိလက်ခြင်းနဲ့မိုးသည့်ကြွေခြင်းများဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလာကအသိပေးထားပါတယ်။ဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်တင်ကနေတိမ်ထူထန်နေပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအသင်တင်ရှိပါမယ်။နောက်နေ့ရက်အတွင်းစကိုင်းတိုင်းထပ်ပိုင်းတနင်္လာရီတိုင်းကချင်ပြည်ချင်းပြည်၊ကရင်ပြည်၊မွန်ပြည်၊ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစစ်စစ်ကနေနေရာနှံပြမုတ်ထစ်ချုံရွာပါမယ်ရှင်။ 怎么，奶奶吧？